မင်္ဂလာပါရှင် AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးချစ်ကြပါစေဗျာ။အခုနားဆင်ကြရမှာက AR ကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွှင့်စီစဉ်မယ်ဖြစ်ပါလေ။ကျွန်တော်ကရင်းနေပါ။ဒီပတ်စကားဝိုင်းမှာဝါရှင်တန်ရောက် AR ဝိုင်းတော်သားတအူးဖြစ်တဲ့ကိုအောင်သူရနဲ့မြန်မာနိုင်ငံကြီးမှာနောက်ွယ်ကကြိုးကင်သွားတဲ့လက်မဲကြီးတအူးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှုကြီးဟောင်းမောင်အင်းနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးကြမှာဖြစ်ပါတယ်။ကိုအောင်သူရဟာဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်အစိုးရတွေလက်ထက်မှာ BBC မြန်မာဌာနရဲ့ရန်ကုန်နဲ့နေပြည်တော်အခြေစိုက်သတင်းတောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။2021 February 6တက်ကအာနာသိန်းပြီးခိတဖမ်းဆီးခံရပါတယ်။ပြန်လွတ်လာပြီးထိုင်းနိုင်ငံနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့နောက် AOI မှာ ဝင်ရောက်တာဝန်ယူခဲ့ပါတယ်။အခုခါမှာတော့အမေရိကန်ပြည်အောင်စုဝါရှင်တန် DC မှာပြောင်းရွှေ့အခြေချနေထိုင်နေပါတယ်။ကိုအောင်သူကလက်ရှိမြန်မာနိုင်ငံရေးစစ်ရေးနဲ့စီးပွားရေးတွေကို ထိတ်ဆုံးကကြိုးကင်ပုံသွင်းရမှာအများသိသလိုဗိုလ်ချုပ်မှူးကြီးဟောင်းတန်းရွှေတဦးရင်းမဟုတ်ဘဲနဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးလည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်နဲ့ကိုအောင်သူရဆွေးနွေးပြောဆိုချက်တွေကိုဆက်လက်နားဆင်ကြကြပါခင်ဗျာ။ ်မင်္ဂလာပါကိုအောင်သူရဟုတ်ကဲ့မင်္ဂလာပါကိုရနေအခမည်းပြည်တွင်းမှာနေတုန်းက BBC မှာသတင်းတောက်ဖြစ်ခဲ့တယ်လို့သတင်းတောက်မဖြစ်ခင်ဟော်တာဝန်ထမ်းဘွားကစပြီးတော့မြန်မာစစ်တပ်အတိုင်းဝိုင်းနဲ့ရော ခရိုနီ စီးဝါရဲ့အတိုင်းဝိုင်းနဲ့ပါဆက်ဆက်တိကျွမ်းခဲ့ဘူးသူဆိုတော့ရှောင်းနှောင်းမြစ်တွေမေးရတာပါဗျာအဓိကကတော့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဦးတန်းရွှေကတရုတ်နဲ့နှီးစပ်ခဲ့တယ် တရုတ်ကလည်းဥတန်းရွှေကိုဖိတ်တယ်ဥတန်းရွှေပတ်စံနေတော်မှာတရုတ်မှာရှိတယ်လို့သတင်းတွေကြားဘူးသလိုမျိုးအမကြသေးခင်ကလည်းနိုင်ငံကြီးဝင်ကြီးဝမ်ယီတို့အတူရင်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံကြီးဆက်ဆံရေးမှူးစုံထောင်းတို့တော်မှာဥတန်းရွှေကို လာတွေ့ရတာကိုအဒါပေမဲ့သိကျင်တာကဒူးကျုပ်ဟောင်းမောင်အေးကဘလို့သဘောထားလဲပေါ့အတူတရုတ်ကလိုက်လိုက်လဲလဲတိတ်မလုတ်တယ်လို့ပဲနော် ကျွန်တော်ဒီကျွန်တော်ဒရင်တော့မလုပ်ခင်ပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့ဟိုတယ်ကိုဒါဘူဂျုံမောင်ကြီးက၄ချိန်လာခဲ့ဘူးတယ်အဲ့တော့တချို့အားလည်းသူပြောတာတွေကျွန်တော်တို့ကြားခဲ့တာရှိတယ်နောက်ကျွန်တော်တို့လူကြီးတွေအစဉ်ပြန်ပြောတာတွေကြားခဲ့တာရှိတာပေါ့နော်အဲ့တော့ဒီနာဝရခိကခေါင်းဆောင်နေဖြစ်တဲ့ဒီဘူဂျုံတန်းရွှင်နဲ့ဘူဂျုံမောင်ကြီးကိုကြည့်မယ်ဆိုရင်သူဘူဂျုံမောင်ကြီးကသူတရုံမုံကြီးတော်လေးပြောတာကိုကျွန်တော်တို့ကြားခဲ့ရတာပေါ့နော် ကြားခဲ့ဆိုကျွန်တော်မမဲ့ရနှစ်ခုနှစ်တော့မှတ်မိတော့ဘောเนาะ2006ဖြစ်ဖို့များတယ်ဆိုပတိန်တရားဖွင့်ပဲဟိုသူလာတယ်လာတဲ့ခါမှာဟိုတယ်မှာတဲတဲတဲ့ခါမှာဒီဒီအဲ့တဲ့အဝင်ဆင်းနေဒီတင်ပြတဲ့ခါမှာဒီဒီမြန်မာနိုင်ငံသားတယောက်လူမျိုးတယောက်ပိုင်နေဘောเนาะမဟုတ်တယ်အဲ့တဲ့အများဆုံးဖြစ်နေချင်းတော့အဲ့တတိယခေါ်ခိုင်းလိုက်ပြီးတော့မှဒါတို့ဒီတယောက်တွေ ကောင်းသားဖို့အတွက်ငါဒီသရောက်ဆောက်ပေးတာမဟုတ်ဘူးဆန်လို့သူကအဲ့လိုပြောတာပေါ့နော်ဒါကျွန်တော်တို့ဆိုကြားခဲ့ရတာပေါ့အာနောက်တစ်ခါသူအဲ့လိုပဲတစ်ခါပြောတာကြားဘူးတာပေါ့နော်ကြားဘူးတဲ့ခါကျတော့သူကဒီငါတို့အမေရိကန်နဲ့တာအဆင်ပြေတဲ့ချိန်ကြားလို့ရှိရင်မင်းတို့ဝါးတွေတိုက်ပြီးလို့ရတိုက်ပြလိုက်လို့ရတယ်ပေါ့နော်အဲဒါအဲ့လိုမျိုးပြောခဲ့တာကြီးကြားခဲ့ဘူးတာရှိတာပေါ့အဲတော့တကယ်လဲသူကဒီလိုမျိုးဘာကြောင့်တရုတ်မုံကြီးဖြစ်လဲဆိုရင်သူဒီ တိုင်မှုဘဝတော့ကရှမ်းမြောက်မှာတောင်းဝန်ကြခဲ့မှုတယ်ဒီလာရှိုးခြေတိုင်းအရှင်းမြောက်တိုင်းဆန္ဒရုံတိုင်မှုဖြစ်ခဲ့ပါလေအဲတိုင်မှုဖြစ်တဲ့ချိန်မှာသူကအဲဒီစီစီဝမ်တာပန်လိုမျိုးတိုက်ပွဲကြီးတွေတိုက်ရတယ်ဘာကဘာနဲ့ဆိုတော့တိုက်ရတယ်ပေါ့နော်တိုက်ရတဲ့ခါမှာသူကဒီဘာကဘာတွေရဲ့နောက်မှာတယုံရှိတယ်ဆိုပြီးသူကအဲ့လိုယုံကြည်တဲ့အတွက်သူတယုံမုံကြီးရဲ့အားကောင်းမဲ့တာပေါ့အဲ့တော့သူကဒီတယုံမုံကြီးတော်လေးကိုမှဒါပြင်းထန်တဲ့ဒါစစ်ဖို့ကြိုးတရားလို့ဒါကျွန်တော်တို့ပြောလို့ရတာပေါ့လေသူပြောခဲ့တဲ့စကားတွေ ဒါသူကျွန်တော်တို့သူပြောခဲ့တဲ့စကားတွေကိုကျွန်တော်ကြားခဲ့ရတဲ့အခြေအနေရပါတော့နောက်ဆုံးသူဒီဟိုပါမြန်မာပြည်မှာဒီတေဝသထေးတွေရန်များလာတယ်ရန်များလာတဲ့ခါမှာဒီဗမာပြည်ဗမာတွေနဲ့လည်းသထေးဖြစ်ဖို့လိုတယ်ဆိုကြတော့သူတချို့ဗမာလူမျိုးတွေကိုသူအဲ့လိုပေါ့လုပ်ပိုင်ခွင့်နဲ့ပေးပြီးတော့သထေးဖြစ်အောင်ငွေပေးခဲ့တာတွေရှိအောင် အဲ့လိုအခုမှဒီဆရာကျောင်းတို့ကိုဒေသတို့အကိုစောစောတို့ပေါ့နော်ဒါဒီလိုပမာတွေကိုသူကတထင်းပြောင်းငွေပေးခဲ့တာပေါ့နောက်နောက်ဆုံးဆိုရင်ဒါသူအနာယူခံဒီချိန်မှာဆိုရင်ဒီပမာတထင်း၄ရောက်အတွက်ကိုသူကဗန်လေးခုအောင်ဝင်ပေးခဲ့တာပေါ့နော်ဒါဒါဒါတာတွေကတော့ဒါထင်ရှားတဲ့ချက်လက်တွေကိုဒါပြောပြောလို့ရတာပေါ့လေဟုတ်ကဲ့အဲဒါပေမဲ့ကျွန်တော်တိရတဲ့လောက်ဆိုရင်စစ်တပ်က ဝယ်နေတဲ့တရုတ်စစ်ပစ္စည်းတွေမစွန်တာကြောင့်ရုရှားဘက်ကရိမ့်သွားတယ်လို့ကြားဘူးတာ ਉ အဲအဲ့ဒါကဥမောင်အေးကြောင့်လား2006แท้မှာတော့သူရုရှားသွားခဲ့တာတော့အတိတယ်ဗျသူကဒီလိုကိုသူတို့နောက်ပိုင်းမှာသူတို့သိတာလူကိုယ်တိုင်ကဒါတရုတ်ကိုသူတို့မကြိုက်ဘူးမုံနေစေရှိတယ်။နောက်တရုတ်နဲ့ဆက်ဆံတဲ့အခါမှာသူတို့အတွက်သိအကျိုးမရှိဘူးဆိုတာမျိုးဒါဒါသူပြောတာနေကြားဘူးတာရှိတာပါလေ။ဥမာဒီ တာဘောင်းပြောပဲဆက်ယုံဖွင့်ပွဲကိစ္စဆိုသူတစ်ခါပြောတယ်ဒီတာဘောင်းပြောပဲဆက်ယုံတုတ်တာသွားဒီအရီတိုင်းငတိုင်းကြောင်းမျိုးပေါ့နော်ဒီကွာဝတော်ကြီးမှာခြေတဲပြီးတော့ဒီပြောပဲဆက်ယုံလုပ်တယ်အဲ့ဒီဆက်ယုံနေကသွားတာတရုတ်ကိုအဲ့ရထွက်တဲ့ကုံကျန်းကိုကုံကျော်ကိုပေါ့နော်တရုတ်ကိုပို့တယ်အဲ့တော့အဲ့ဒီဆက်ယုံကိုတရုတ်ကချင်းဝင်နဲ့တဲတယ်တရုတ်ကဒီကုံကျော်ကိုပြန်ဝယ်တယ်ပေါ့ဒီပြောပဲတွေပြန်ဝယ်ပြန်ဝယ်တဲ့ခါမှာတရုတ်ကမလုပ်တာလဲဆိုတော့ ဒီအဲ့ဒီဆက်ရောင်လေဘူးတက် gas ကိုတယောက်ကအဲ့တယောက်ရှာဝယ်ရတယ်သူတယောက်ရှာဝယ်တဲ့ gas နဲ့ပဲသူဒီဆက်ရောင်လေရတယ်လေရတဲ့ခါကျတော့ဒီဆက်ရောင်ဆက်ရောင်လေပတ်ဖို့အတွက်ဝယ်တဲ့ gas နဲ့ဒီပြော့ပတ်ဈေးနှုန်းနဲ့တွဲကြည့်တဲ့အခါမှာသူ down ဒေါ်လာ40လောက်ပဲမြတ်တော့တာပေါ့နော်အဲ့တော့အဲ့ဒါတခြားကုန်ကြမ်းစိမ်းနဲ့နှုတ်လိုက်လို့ရှိရင်သူဒီဘာမှအကျိုးမြတ်မရှိဘူးပေါ့နော်အကျိုးမြတ်မရှိဘူးပေါ့မရှိတဲ့ခါကျတော့ဒါတယောက်တည်းလူလဲကြတယ်ခါမျိုးသူအဲ့လိုအမြင်မျိုးသူ့မှာနည်းနည်းရှိတယ်နောက်တစ်ခုကဒီ မြန်မာစစ်တပ်ကဒီစစ်ဘိုတွေကိုတရုတ်ကိုသွားပြီးပညာသင်ကြတာပေါ့နော်ပညာသင်တဲ့ခါမှာအဲ့ပညာသိမ့်မတက်ဘူးပေါ့နော်တရုတ်တရပညာဟိုပညာအဆုံးမပေးတာလားဒီဘာသာစကားခက်ခဲမပေါလို့လားမသိဘူးအဲ့ဒီဒီတရုတ်ပြည်ကိုသွားပြီးတော့စစ်ပညာတရုတ်ပြည်ကိုသွားပြီးပညာသင်ခဲ့တဲ့ဒီစစ်ဘိုတွေကလည်းဒါဒီပညာရဲ့ဆိုင်ရာမှာသိပြီးတော့သူချင်ရောဖြစ်မလာတဲ့ခါမှာသူတို့ကဒီအိန္ဒိယနဲ့ရုရှားဘက်ကို လမ်းကြောင်းဖောက်တယ်ဆိုတာမျိုးကိုဒါကျွန်တော်တို့ကြားဘူးတယ်ပေါ့နော်အဲ့တော့သူဒီရုရှားကိုပညာတော်သင်တွေလွှတ်တယ်နောက် DSC ကနေမှအကြောင်းဆင်းတဲ့ဒီစစ်ဘိုတွေကိုဒါကွန်ပျူတာတက္ကသိုလ်တွေတက်ခိုင်းတာပေါ့လေမြန်မာပြည်မှာရှိတဲ့ကွန်ပျူတာတက္ကသိုလ်တွေတက်ခိုင်းတယ်ရုရှားကိုလွှတ်တယ်ပေါ့နော်တချို့ရုရှားမှာဒီ PhD တက်နေတဲ့ဒီစစ်ဘိုတွေဆိုရင်တော့အိမ်အောင်ပြုတ်ခွင့်ပေးထားတဲ့ဆွဲဒီတာကျွန်တော်တို့ကြားခဲ့မှာပေါ့နော်ပြီးတော့ရုရှားမှာ တုံးတဲ့ပစ္စည်းတွေအကြတော့သူတိုးထက်ကောင်းနေဆိုတာမျိုးသူတို့အဲ့လိုအမြင်ရှိတာဥမာတိုက်လေနေပါလေဆိုရင်လည်းသူကရုရှားကတုံးတဲ့ဝယ်တိုက်လေနေပိုကောင်းနေဆိုတာပြောသူတို့ဒါပြောတာဆိုတာကြားဘူးတော့အဲ့တော့သူကရုရှားတိုးနဲ့ဆက်ဆံတဲ့အခါမှာတိုးကလုတ်တဲ့ပစ္စည်းတွေသူတို့က quality သိမ့်မနေသိမ့်မကောင်းသူရဲ့စိတ်အခြေခံကလည်းဒီတိုးကိုမကြိုက်တဲ့စိတ်ရှိတဲ့အတွက်ဒါရုရှားနဲ့ပေါ့ဖို့အတွက်ကိုတော့လမ်းကြောင်းရှာခဲ့တဲ့လူပေါ့နော်ဒီရုရှားနဲ့ဆက်ဆံရေးကို ဘူဂျုံမောင်အေးကနေစလုပ်ခဲ့တယ်အိန္ဒိယနဲ့ဆက်ဆံရေးကောင်းအောင်လို့နဝတာခင်မှာဘူဂျုံမောင်အေးကလုပ်ခဲ့တယ်လို့တော့ဒါပြောလို့ရပါတယ်ပေါ့ဟုတ်အဲကွန်တူကပြောသလိုပဲပေါ့ဗျာတရုတ်နောက်ခံကြောတော်နောက်ခံနဲ့ဒီအပြစ်ရက်တဲ့တိုင်းရင်းသားလက်နက်ကင်တွေစီဝိုင်းအကြီးအကျယ်လှုပ်လာတော့အဲ့ဒီအချိန်ကစစ်ကောင်းဆောင်တွေအမြမာခရိုနီတွေကိုမွေးကြတဲ့အချိန်ပေါ့ဗျာဥမောင်အေးကဒီကမ်ဘောဇာလုပ်ငန်းစုကဥအောင်ကိုဝင်းနဲ့ ော်တွဲခဲ့ကြရတယ်မဟုတ်လားဗျဒီမြန်မာတထေးတွေမှာဆိုရင်ကြည့်မယ်ဆိုရင်ပေါ့နော်ခရိုနီတထေးတွေမှာကြည့်မယ်ဆိုရင်သူနဲ့ပတ်သက်ရပတ်သက်ရလူတွေရှိတာပေါ့ဥပမာဆရာကျောင်းဆိုရင်ဒါတော့ဘုဇုံမောင်ရေလူဆိုပြီးတော့ဒါတထေးသားဝိုင်းမှာပြောကြတာပေါ့လေဥပမာဥဇောဇောဆိုရင်လာရှစ်လုံးကြီးရဲ့လူပေါ့အဲဒါဒါမျိုးတွေပြောကြတာပေါ့ဥမာဥဒေသာဆိုရင်လည်းဒါဘုဇုံမီးတန်းရွှေနဲ့ညီဆက်တဲ့လူဆိုအဲ့လိုမျိုးပြောကြတော့သူကဆရာကျောင်းကတော့ဒါဘုဇုံမောင်ရေလူကိုပြောကြတယ် ။နောက်သူတို့ဇလံကဘယ်လိုစပြီးခင်ခဲ့လဲဆိုတော့ဒီဆရာကျောင်းတို့နေများကသူတို့ဒီရှမ်းပြည်နယ်ရဲစောင်းမှာကျောင်းဆရာဆရာမဖြစ်နေတာဝန်ကျတဲ့ချိန်မှာမကျုံမောင်ရလည်းရရှိနေပွားနေသူတို့အဲ့မှာဆုံခဲ့ကြတယ်။ဆုံခဲ့ကြအဲ့မှာရင်းနှီးခဲ့ကြတယ်။ရင်းနှီးခဲ့ကြပြီးတော့မှမကျုံမောင်ရတောင်ကြီးတိုင်မှုဖြစ်တဲ့ချိန်မှာဒါဆရာကျောင်းစပြီးတော့မှရှယ်ဦးစီကုံတိုက်အတွက်ဒီအဝဲတော်ခန့်နေဆောင်မျိုးဒါကျွန်တော်တို့ကြားခဲ့ပြီလားဗောလေဒါကျွန်တော်တို့တစ်သေးလေးပြန်ပြောတာကြားခဲ့ပြီလား ကျွန်တော်အဲ့လိုနဲ့သူတို့ရင်းနှီးလာခဲ့တယ်နောက်ပိုင်းဘူဂျုံမောင်ရေးကဒီ trade council ဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာဒီဆရာကျောင်းဝန်တာမြောပါပြီးမှာပရမသောပုဂ္ဂလိကဘဏ်ကမ္ဘာသားဘဏ်တည်ထောင်ခွင့်ပေးတယ်နောက်တခြားပေါ့နော်ဥပမာဒီမိုင်းရှူတို့မုတ်ကုတ်တို့မှာဆိုလဲဒါအကြောင်းမြတ်တူဖွဲ့လုံငန်းနေပေးခဲ့တဲ့ဆောင်မျိုးပေါ့နောက်တခြားဒီနီလာယိုးမတို့လို73စီတင်သွင်းတဲ့လုပ်ငန်းတွေပေးခဲ့တဲ့ဆောင်မျိုးတော့ကျွန်တော်တို့ကြားခဲ့ပါတယ်အဲ့တော့ဒီဆရာကျောင်းကတော့ ဒါဗိုလ်လုံးမောင်ရင်နဲ့နဝရခေကဆိုရင်ဗိုလ်လုံးမောင်ရင်နဲ့ယင်းနေတဲ့လုပ်ငန်းရှင်တယောက်လို့တော့တကယ်တော့ပြောလို့ရပါတယ်အခုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကဦးတန်းရွှေတင်ခဲ့တယ်လို့အများကသိတာပေါ့ဗျာဦးမောင်အေးကရောဘသူတွေကိုဆွဲတင်ခဲ့သေးလဲဗျာသူကကျွန်တော်တို့ဒီရွှေအောင်ဒေါ်လာရင်းပြီးတဲ့ချိန်မှာဒီမြန်မာစစ်တပ်ကစစ်ရေးရောနိုင်ငံရေးရောမှာပူတွဲတာဝန်ယူလို့မရတော့ဘူးခေတ္တကာလအခြေအနေရပါလေအဲ့တော့သူကဒီ စာရွေးကောက်ပဲလုပ်ပြီးတော့ထွက်ရတော့မယ်ဆိုတဲ့အခြေအနေမျိုးကြုံလာတဲ့အချိန်မှာဥတန်းရွှေရဆိုနိုင်ငံရေးရာထူးနဲ့ပတ်သက်လူတွေသူရွေးချယ်ခဲ့တယ်ဒီဒူးချုပ်ဘူချုပ်မောင်ရေးရတော့စစ်ဖက်ကရာထူးတွေသူရွေးချယ်ခဲ့တာပေါ့လေအဲ့တော့စစ်ဖက်ရာထူးတွေထဲမှာဆိုရင်ဒါဘူချုပ်မြတ်ထုံးတယောက်ကလွဲပြီးတော့ကျန်တဲ့လူတွေကဒါဥမောင်ရေးလူတွေလို့ပြောလို့ရတာပေါ့လေဥမာဒါအခုလက်ရှိစစ်ကောင်းဆောင်ဆိုလဲဒါဥမောင်ရေးလူလို့ပြောလို့ရတယ်နောက်တစ်ခုကဒီဒီဘူချုပ်မူကြီးမရောက်နိုင်တဲ့ထက်မှာ ထိတ်တန်းအရာလူတွေကိုရားခဲ့တဲ့သူတွေပြန်ကြည့်ခဲ့လို့ရှိရင်ဒါဘုံကျုံမောင်ကြီးလူတွေပဲဥပမာဒီစတန်ကုန်တိုင်းတိုင်းမှုနဲ့ဆေးကျုပ်တောင်ယူခဲ့တဲ့ဘုံကျုံဆန်ဦးဆိုလဲဒါဘုံကျုံမောင်ကြီးရဲ့ဂျီတူးလုပ်ခဲ့တာရှိတယ်အခုဒီမဲရောက်လိုက်လက်ထက်မှာ sky လို့ခေါ်ကြရတယ်တကယ်ရာလူကြီးတွေများခဲ့တဲ့ဘုံကျုံမိုးမြင့်ထွန်းဆိုရင်လဲဒါဘုံကျုံမောင်ကြီးရဲ့ PSO လုပ်ခဲ့တယ်ကလရှိမှာအခုဒီဟိုပါ ဒီနိုင်ငံကလည်းမှုဖြစ်နေတဲ့ဘူဂျုံနေတိုးလို့ခေါ်ကြတယ်ဘူဂျုံကြီးကျော်သွားလင်းဆိုလေဒါဘူဂျုံမောင်ရဲ့ PS ဘူဂျုံမောင်ရဲ့ကြည်တူးလောက်ခဲ့တာပေါ့နော်အခုကာသရာတင်မှုဖြစ်နေတယ်ဘူဂျုံကိုကိုဦးဆိုလေဒါဘူဂျုံမောင်ရဲ့ PS တို့မြတ်ဆန် PS လို့လုပ်ခဲ့တာပေါ့နောက်ခုဒီအာဒူရီယာစာဖာချုပ်လုပ်နေတဲ့ဘူဂျုံတိုးကြီးဆိုလေဒါဘူဂျုံမောင်ရဲ့အိမ်မှာလုံခြုံရေးတာဝန်ယူခဲ့တဲ့လူတွေပေါ့အဲ့တော့အခုလက်ရှိ2017ကစပြီးတော့ ဘယ်လိုမျိုးမျိုးလဲကာကွယ်ရေးချုပ်ဖြစ်လာတဲ့ချိန်ကနေဒီစစ်တပ်ရဲ့ထိပ်ပိုင်းရာထူးတွေကိုရာခဲ့တဲ့သူတွေနောက်ဘူဂျိုးဘူဂျိုးမျိုးလဲအနာယူမဲ့နားယူသွားတဲ့ချိန်မှာနောက်တက်လာတဲ့လူတွေကိုရာခဲ့တဲ့လူတွေကိုကြည့်မယ်ဆိုရင်အကုန်လုံးကဘူဂျိုးမောင်ရေးလူတွေပဲလို့ပြောလို့ရတာပေါ့လေအဲ့တော့အဲ့တော့ဒီလိုဖြစ်အောင်လဲတော့ဘူဂျိုးမောင်ရေးကသူဒီစစ်တပ်ကရာထူးတွေကိုရွေးချယ်တဲ့အခါမှာသူနားမယူခင်စစ်တပ်ကရာထူးတွေကိုရွေးချယ်တဲ့အခါမှာသူစနစ်တကျတဲ့လူမျိုးရွေးချယ်ခဲ့တယ်ဆိုတော့ ဒါကျွန်တော်တို့လေ့လာပြီးရှိခဲ့ရပါဘူး။ဟာဒါဆိုရင်အားလုံးသိကြတာနောက်ွယ်ကလက်မဲကြီးဟာစဖတ်နေသူကြီးဦးတန်းရွှေကိုခမားအဆူရတော့ဥမောင်အေးလဲနောက်ွယ်ကလက်မဲကြီးဆိုတာသိရပါပြီဗျာ။ Ừm ဒါဒီနိုင်ငံရေးရာထူးတွေမှာတော့ဒါဒီသမရာတို့ဒုသမရာတို့လွတ်တော်ဥက္ကဋ္ဌတို့ဒီလူတွေခန့်ခဲ့တာကတော့ဝင်ကြီးတွေအကုန်လုံးကတော့ဒါဘုရင်မွေးတန်းရွှေရ ပေးခဲ့တာဝန်ပေးခဲ့တာပေါ့နော်ရွေးချယ်ခဲ့တာပေါ့ဒါစစ်ဖက်ယာရူကတော့ဘကြုံမောင်ရဲ့ရွေးချယ်ခဲ့တဲ့တူတူပဲခုကတော့ဥမောင်ရင်မုံခဲ့တဲ့တရုတ်ကိုအခုစစ်ကောင်းဆောင်မင်းအောင်လိုင်းလွန်ဆန်လို့မရတော့တဲ့ဟာကတော့တမန်ရဲ့လောင်ပြောင်ချက်လိုပဲဆိုရတော့မှာပေါ့နော်သူကတော့အဓိကကွာသူကဒီဟိုပါပေါ့ဒီကောင်းဆောင်နဝရခိကကောင်းဆောင်နေရာကိုကြည့်မယ်ဆိုရင်ဒါဘုဇုံမွေးတန်းရွှေရတော့သူကတရုတ်နဲ့ဆက်ဆံရေးအဆင်ပြေတယ် အထူးသဖြင့်ဒီမစ္စတာစုံထောင်းပေါ့နော်ဒါသူနဲ့ဆက်ဆံရေးတော်တော်ကောင်းနေတယ်ပေါ့သူအဲ့ဒီကိုတရုတ်နဲ့ဆက်ဆံရေးတိဆောက်ခဲ့တယ်ပေါ့ဒါနဲ့ဘူဂျုံမောင်ရေးရတော့အဲ့လိုမဟုတ်ဘူးသူရဲ့စိတ်ခံမှာတရုတ်မုံကြီးရဲ့စိတ်ရှိခဲ့တယ်ပေါ့နော်အဲ့ဒီဘဂဝါဒီကိုတရုတ်တရမြောက်ပေးတဲ့ဆိုတဲ့အမြင်မျိုးသူ့မှာရှိရတဲ့အတွက်သူကတရုတ်မုံကြီးရဲ့တော်လေးအကောင်းနေတယ်အဲ့တော့ဒီတရုတ်မုံကြီးရဲ့အကောင်းနေတဲ့အတွက်ဒီရုရှားကို စင်ပေါ်ပြီးပညာသင်လုပ်ဖို့အတွက်သူစပြီးတော့ရွှေလန်းဝင်လန်းဖောက်ခဲ့တယ်ပြင်ဆင်ခဲ့တယ်နောက်ပြီးတော့ DSC ကဒီကျောင်းစင်းတွေကိုကွန်ပျူတာသင်တန်းတွေသူတက်တက်ဖို့သင်ပေးခဲ့တယ်တက်တက်ဖို့သူလုပ်ခဲ့တယ်ပေါ့သူတစ်ချိန်သူစဉ်းစားထားတာကတစ်ချိန်သူတို့ဒီအမေရိကန်နဲ့အဆင်ပြေလာတဲ့အချိန်ကြာလို့ရှိရင်တေးကိုသူတို့စန့်ကျင်တယ်အာဒီတေးကကျွန်တော်နောက်ခံလုပ်ပေးထားတဲ့ဒီတိုင်အန်တလနက်ကန်တွေသူတို့တိုက်မယ်သူဒီလိုအတွေးခေါ်သူမှရှိခဲ့ရှိခဲ့တဲ့အတွက်သူက ဒီ Russia နဲ့ India နဲ့ဆက်ဆံရေးကောင်းလို့ခဲ့တယ်သူကလည်း Russia ကိုသွားခဲ့တယ်သူ India ကိုသွားခဲ့တယ်ပေါ့နော်ဒီမြန်မာစစ်တပ်နဲ့ India တပ်မတော်နေရာတော့ W အောင်ဆန်းဖြစ်တယ်ဆက်ဆံရေးကောင်းခဲ့ပေမဲ့နောက်နောက်ဖြစ်မှာတော့သူက86နှစ်ဝိုင်းမှာဆက်ဆံရေးအေးဆက်သွားခဲ့အေးဆက်သွားခဲ့ပေမဲ့ဒီဗိုလ်ချုပ်မောင်ရေးသွားပြီးတော့ရွှေလန်းငွေလာဖောက်ပြီးနောက်ပိုင်းမှာတော့ India စစ်တပ်နဲ့ဒီမြန်မာစစ်တပ်ကလည်းဆက်ဆံရေးပြန်ကောင်းခဲ့တယ် ဒါတွေသူအဓိကလုပ်ခဲ့တာကဒါတေးကိုသူကောင်တာလုပ်ဖို့ဆိုပြီးတော့စစ်ကူးရင်ပြီးလုပ်ခဲ့တာပါလေအခုလက်ရှိစစ်ကောင်းဆောင်ဆိုလေဒါသူတေးုံမုံဒီရေစိတ်ရှိရလူဆိုပြီးဒါပြောလို့ရတာပေါ့နော်အစပိုင်းမှာပေါ့ဒါဆိုသူရဲ့တချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာတချုပ်ဖြစ်လာပြီးပထမဆုံးသွားတဲ့ခီးစဉ်ကသူကဒါဗီယက်နမ်နိုင်ငံသူသွားခဲ့တယ်နောက်တစ်ခုကဒီဟောင်ကောင်ကွတ်ထိတ်တမဒီမြန်မာပြည်ကိုလာတဲ့ခါမှာတရုတ်ကောင်းဆောင်နေရာနေမှာ ဒီလူကိုမတွေးဘူးဆိုပြီးတော့ပြောတယ်အဲ့တော့ NLD ကောင်းဆောင်တွေကသူနဲ့မတွေးခဲ့ဘူးဒါလွတ်တော်ဥက္ကရာဦးရှိန်မှလည်းသူနဲ့မတွေးခဲ့ဘူးဒါနဲ့ဘုရင်မူကြီးမရောက်နိုင်တော့အဲ့ဒီဟောင်ကောင်ခွဲထွက်ရေးသမားကိုဘင်းတော်ရိတ်တာမှာခေါ်တွေ့ခဲ့တာရှိတယ်အဲ့နောက်တစ်ခါကျတော့သူအဲ့လိုပေါ့နော်ဂျပန်ကိုသွားတဲ့အခါမှာလည်းအာဒီဒီတရုတ်တွေမကြိုက်တဲ့ဘုရင်ကြီးရဲ့ဟိုဟာသတင်းညာသူသွားပြီးတော့ကြည့်ရအောင်သူရှေ့ရှိခဲ့တယ်ပေါ့လေဒါသူလည်းအဲ့လိုမျိုးပေါ့ ိုရေဝီရချင်းတော့သူတို့မှလည်းတရုတ်မုံဒီရဲ့စိတ်ရှိတယ်ဆိုရယ်နဲ့လက်ရှိအထင်နေထားမှာကြတော့သူကတရုတ်ကိုသွားပြီးဒူးထောင်ရတဲ့အသာပူဇော်ကြီးတယောက်ဖြစ်သွားတာပေါ့လေအာသွားပြီးဒီခုဒီလာရှုပ်ဖြစ်စဉ်ကိစ္စတွေပါလေကြည့်မယ်ဆိုရင်ဒါတတိယကိုသွားပြီးဒူးထောင်ရတဲ့ဆိုတော့ဒါတေချာတဲ့အနေအထားမျိုးတွေ့ရတာကျွန်တော်တို့ရဲ့စနေတဲ့သတင်းစကားဝိုင်းတန်လှွင့်စီစဉ်ကိုဒီမာရီမဲ ရန်နာခွင့်ပြုပါခင်ဗျာအစီအစဉ်ကိုအစာဆုံးနားဆင်ပြီးခဲ့ကြလို့ကျေးဇူးပါခြေတစ်ပတ်ဒီအချိန်မှာပဲပြန်ဆောင်ရအောင်မယ်နော်